ဖေဖော်ဝါရီလ26ရက်ညနေ9:00ခန်းကတုံးကောင်းမြို့နယ်ရှိစစ်သုံးစီဆိုင်တစ်ခုမှာမိလောက်ကြောင့်ဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်။ဖြစ်စဉ်မှာစီပေါ်ဆာကားပေါ်မှာစီပီပါများတို့စီဖြစ်ရာမှာတုံးကောင်းမြို့ပြင်9ရက်ကွက်တုံးကောင်းတန်လင်ကားလမ်းဘေးရှိစိတ်ကန်းသာစီဆိုင်မှာမိလောက်ကြောင့်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။စီပေါ်ဆာကားမှာဆိုင်အတွင်းရှိစီပီပါ7လုံးတို့စီဖြစ်စဉ်မိစတဲ့လောင်ကျခဲ့ခြင်းဖြစ်ပြီး စီပေါ်ဆောင်ကောင်းမောင်းနေသူမှာမြို့ရင်းတို့ထွက်ပြေးမောင်းနေသွားခဲ့ကြောင်းသုံးကားမြို့နယ်ရဲစခန်းမှသိရှိရပါတယ်။အဆိုပါမိလောင်ကြမှုကြောင့်ဆိုင်အတွင်းရှိဒီဇယ်ကားလန်900အလျား15ဘီအနက်15ဘီရှိတုံမိုးကအဆောက်အဦတစ်လုံး wave အမျိုးအစားအဖြူအောင်ဆိုင်ကတစ်စီးနဲ့စပင်းတစ်စီးတို့မိလောင်ပျက်စီးခဲ့ကြောင်းသိရှိရပါတယ်။မိလောင်ကြမှုဟာညနေ6နာရီကွင်းကျင်ခန့်မှာမိငိမ့်သွားခဲ့ပြီးသုံးကားမြို့နယ်မှာမိသက်ကား2စီးအပြင်ခရမ်းတန်လင်းတို့ဘက်မှမိသက်ကားစုစုပေါင်း6စီးခန့်လာရောက်ညှိနှိုင်းခဲ့ကြောင်း ၃ကောင်းမျိုးနဲ့မိသက်ဦးစီးဌာနမှတာဝန်ရှိသူတို့ကပြောကြားခဲ့ပါတယ်